ဘာဂိုကံရာဒီဘွားများအတွက်2025ခုနှစ်နိုဝင်ဘာလတလစာဟောစနန်းကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရရှင်။အခြေရေ၊ကျန်းမာရေး၊ငွေကြေး၊ဗန္နာရေး၊အလုပ်ကိုင်းသမွေဝန်ကြောင်းနဲ့ပညာရေးတို့ကိုပါပြပြဆုံဆုံတင်ဆက်ပေးထားတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။ channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ ဘုပ္ပမအောင်ဆုံးအခြေအနေနဲ့ဆိုင်တဲ့အကြောင်းအရာများကိုပြောပြပေးလိုပါတယ်။ဒီလာအတွင်းမှာတော့အခြေအနေမှာဆေးရထက်သမှုတွေရှိနေမှာဖြစ်ပြီးတော့ပျော်ရွှင်ပွဲခိုက်တဲ့များစီကိုဥတည်နေပါတယ်။ဒါလည်းပိုင်းမှာဂျိုရီရဲ့ဩဇာအားလုံးနှမမှုကကိုအေးကိုရာဆက်ဆံရေးများပေါ်မှာအမြင်ကိုပြောင်းလဲစီမှာဖြစ်ပြီးတော့စိတ်လုံရှားပွဲခိုက်တဲ့များကိုယူဆောင်လာမှာဖြစ်တော့လေအတင်းအဓမ္မလုံဆောင်မှုတွေတော့ပြည့်လို့တင်ပါဘူး။အတင်းအဓမ္မပြည့်လို့ခြင်းကမကျေနပ်မှုများကိုသာဥတည်သွားစေနိုင်ပါတယ်။လူသစ်တင်တဲ့တွေးဆုံမှာလမ်းဆန်းကျတဲ့ခိုက်တဲ့တွေကိုခံစားပါလာရဲ့နောက်ဆုံးတိုးဝက်မှာတော့နားလည်မှုလွယ်မမှုများရှိတော့လေ ကျိုးရဲ့အထောက်ပံ့ကသာသနာဖြစ်မှုကိုထိန်းသိမ်းပေးပါလိမ့်မယ်။စိတ်ရှည်သိခံပြီးတန်တရားတွေကိုရှင်းလင်းပါအဲ့လိုမျိုးလှုပ်ချင်ရတဲ့ချိန်နေကြလာတဲ့အခါမှာချစ်ချင်းမေတ္တာနှွေးထွေးမှုနဲ့သာသနာဖြစ်မှုတွေကိုဆောင်ကျင်းလာပါလိမ့်မယ်။လကုန်ပိုင်းမှာချစ်သူနဲ့အတူတန်ဖိုးရှိတဲ့ချိန်တွေကိုအတူတကွပုံဆောင်ပြီးတော့သဘောထားကွဲလွန်မှုများကိုလည်းဖြည့်ရှင်းပါ။ရေပွေအားဖြင့်ဒီလာပျော်ရွှင်မှုချစ်ချင်းမေတ္တာနဲ့ဆက်ဆံရေးတွေကိုနှဆိုင်စေပြီးတော့အခွင့်အလမ်းများတင်များကိုလည်းဆောင်ကျင်းပေးလာပါလိမ့်မယ်။ ဆက်လက်ပြီးကျမရေးဆိုင်ရာအကြောင်းအရာများကိုလည်းပြောပြပေးလိုပါတယ်ဒီလာအတွင်းမှာကျမရေးအခြေအနေကသိသသာတုံ့ပြန်တိုးတက်မှုတွေကိုမျှော်လင့်နိုင်ပြီးတော့ခွန်အားနဲ့ခံနိုင်စွမ်းရည်ကိုတည်ဆောက်ရတဲ့အတွက်အကောင်းဆုံးဖြစ်ပါတယ်ပထမရေးတဲ့ဘက်ကတော့ကျမရေးပြဿနာမှာအလျင်မြန်ပြန်မှန်ကောင်းမွန်လာမှုနဲ့ဆွမ်းဆောင်ရည်နဲ့ကြံ့ခိုင်မှုလိုမှာတိုးတက်မှုကိုဆောင်ကျင်းလာပါမယ်ဒါပေမဲ့လည်းလလယ်ပိုင်းမှာဂျိုရဲဩဇာအနာနှမမှုကြောင့်ကျမရေးကယူဆမှုမှာပေါ်ဆောင်မှုတွေဖြစ်ပြီးတော့တင်းငယ်တဲ့ပြဿနာတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်ကျမရေးကောင်းမွန်မှုကိုထိန်းသိမ်းဖို့အတွက်ဆရာထက်သန်စွာနေထိုင်ပြီးတော့ကျမပြောရှင်မှုကိုဦးစားပေးပါနောက်ဆုံးလားတစ်ဝက်မှာတော့ရှိပြီးသားကျမရေးပြဿနာတွေကို တေးချာချာကင်တွေဖြစ်ရှင်းမှာအစားတောင်းတဲ့ကြက်ခိုင်မှုကိုအယုံဆိုင်ပြီးတော့ပုံမှန်ကျန်းမာရေးစီစဉ်မှုများကိုလည်းပြုလုပ်ဖို့စီစဉ်မှာလက်ကုံပိုင်းမှာတော့စနစ်တကျချိကဲမှုကကြီးမားတဲ့ကျန်းမာရေးပြဿနာတွေကိုမရှိဘဲနဲ့ကျန်းမာရေးနဲ့ပျော်ရွှင်မှုအလုံးစုံကိုရရှိနိုင်မှာလိမ့်မယ်အလွန်ကြုံခီးသွားလာခြင်းကိုတော့တတိပြုပေးပါဒီဘွေအဖြစ်ဒီလားခွန်အားခံနိုင်စွမ်းရည်နဲ့ကျိုးရင်းကွယ်သောကျမ်းမာရေးစီမံခန့်ခွဲမှုကိုအဓိကထားပြီးတော့ပုံမှုကောင်းမှုနဲ့ကျမ်းမာရေးနဲ့ပျော်ရွှင်မှုအတွက်ခွင့်လန်းများကိုယူဆောင်လာပါလိမ့်မယ်။အပြုသဘောဆောင်တဲ့စွမ်းရည်များကိုလက်ခံပြီးတော့ခန္ဓာကိုယ်နဲ့စိတ်ကိုပြည့်စုံပြောင်းရန်အတွက်ကိုကောင်းကောင်းသုံးချပေးဖို့လိုအပ်ပါတယ်။ ဆက်လက်ပြီးငွေကြေးဖန်တာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါတယ်ဒီလမှာကနေဥပဒေရေးဖီယာများနဲ့ဆုံးဖြတ်ချက်ချမှတ်ရေးစိန်ခေါ်မှုများကိုကင်တွယ်ဖြည့်ရှင်းရန်လိုအပ်ပြီးတော့ရာလက်များနှောင့်နှေးနေနိုင်ခြင်းနဲ့ကြိုတင်ကောက်ဝယ်မှုများပြုလုပ်ရန်လိုအပ်ပါတယ် လာလေပိုင်းမှာတော့တင်းကျက်တဲ့ဗန္ဓာရေးစီကံကိုထိမ့်သိမ်းမှာအလင်းစလိုဆုံးမချချခြင်းကိုရှောင်မှာဘာကြောင့်လဲဆိုတော့ဒီလရဲ့နောက်ဆုံးတစ်ဝက်ကလာမဲလများအတွက်အချမ်းသာရေးအခြေအနေကိုဆုံးဖြတ်ပေးနိုင်တဲ့အကြောင်းဖြစ်ပါတယ်။ဟောင်းတွဲနဲ့ပြဿနာတွေပြန်လည်ပေါက်လာနိုင်ပြီးတော့ကြွမ်းကျင်မှုနဲ့ဆိတ်ရှိတိကံမှုကိုဆန်းသတ်နိုင်ပါတယ်။ဒီလရဲ့နောက်ဆုံးတစ်ဝက်မှာတော့ဂျိုရဲ့အထောက်ပံ့ကအကျိုးအမြတ်တွေကိုဆောင်ကြဉ်ပေးမှဖြစ်ပြီးတော့နှောင့်နှေးမှုတွေရှိနေတာကိုလည်းသတိပြုပါ။ဒီအဆင့်မှာအတားအဆီးများကိုကျော်လွန်ပြီးနောက်မှာသာတိုးတက်မှုတွေဖြစ်ပေါ်ပါမယ်။လာကုန်ပိုင်းမှာတော့ငွေရရှိမဲ့ခွင့်လမ်းများပေါက်လာမှဖြစ်တော့လေအလွန်အကျွံကြီးမှန်းချက်ကြီးခြင်းနဲ့မလွန်လာတဲ့စွန့်စားမှုတွေကိုရှောင်ကြဉ်ပါ။ ရှုပ်ထွေးမှုများအခွန်နှင့်ပတ်သက်သောပြဿနာများပေါ်ပေါက်လာနေတဲ့အကြောင်းမူလကုန်ပိုင်းမှာထိရောက်စွာဖြေရှင်းရပါလိမ့်မယ်။ရေဝရအဖြစ်ဤလအစိန်ကုန်မှုတွေကိုကျော်လွှားပြီးရောချမ်းသာကြွားမှုကိုရရှိရအတွက်စိတ်ရှည်သိခံမှုစီကဲနဲ့သတိထားပြီးရောဗန္နာရေးစီမံကိန်းချမှတ်မှုလိုလိုအပ်ပါတယ်။ဂျိုများကအခွန်လမ်းများနဲ့တာစီနှစ်မျိုးစလုံးကိုဆောင်ကြီးပြီးမှဖြစ်ရတာ။ကောင်းဆုံးရလက်များရှိစီရန်အတွက်ဂျူးဆိုင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဆက်လက်ပြီးတော့အလုပ်ကိုင်းတဲ့တဝင်းဝန်းကြောင့်ဆံရအကြောင်းအရာများကိုပြပြပေးလိုပါတယ်။ဒီလမှာတော့အစီအစဉ်များကိုအကောင့်ထဲပေါ်ရန်ဒီတင်စားတည်တည်ဆဲကူများကိုမျှဝေရန်တည်ငြိမ်တဲ့ချင်းကပ်မှုကိုရှုပ်ထွေးတော့အခြေအနေများကိုကင်တွင်ဖြစ်ရှင်းရန်အခြေဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များကအစီအစဉ်များကိုထိရောက်စွာအကောင့်ထဲပေါ်နှံပြီးတော့တည်တာထင်ရှားတဲ့တိုးတက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။လုပ်ငန်းဝန်ဆိုင်ရာအခြေအနေများနဲ့ပတ်သက်ပြီးတော့အဖိုးတန်နဲ့ထိုးထွင်းသိမြင်မှုများကိုရရှိမှာဖြစ်ပြီးတော့စိန်ခေါ်မှုများကိုတုံ့ပြန်ကကောင်းမွန်သောဂျိုနီထားတဲ့အတူခွင့်လန်းများကိုရယူနိုင်ပါမယ်။ ဆိုရသောအခြေအနေများကိုကြော်လာနိုင်မယ်အလောက်အကိုင်မှာထူးကျမှဖြစ်ပြီးတော့စီးပွားရေးစီပုံများကိုအောင်မြင်စွာဖြစ်ရှိနိုင်ပါလိမ့်မယ်။လာရဲ့နောက်ဆုံးတစ်ဝက်မှာတော့အရှိန်အဟုန်မြင့်တက်လာမှုအလောက်အကိုင်လာလာများတို့လာမှုစီးပွားရေးလုပ်ငန်းပိုင်ရှင်များအတွက်ထူးခြားသောအခွင့်အလမ်းများကိုမျှော်လင့်နိုင်ပါတယ်။စိတ်ရှည်သီးခံရွေးချယ်ရှိနေလုံလောက်ဝရီရရှိနေပါကိုယ့်ရဲ့လက်ရှိအနေအထားကိုခိုင်မာစေရန်အတွက်ထ ිය ောက်သောစီမံကိန်းချမှတ်မှုများလည်းအရေးကြီးပါတယ်။ ကျူသားထုံးများကယူသောဝါဆောင်နဲ့ရလက်နဲ့အကျိုးမြတ်များကိုရရှိစီပါမယ်။လကုံပိုင်းမှာကနေဦးစိတ်ပြအားငယ်မှုများကအစ်တတဖန်ကြည်လင်ပြသားမှုနဲ့ရည်ရွယ်ချက်ပြီးတော့ရှေ့ရည်ရွယ်ချက်နဲ့ရှေ့ကိုတိုးဖို့ဝေမှာဖြစ်ပြီးတော့မိမိကိုယ်ကိုစမ်းစစ်သုံးသပ်ခြင်းမှတစဉ်အဖိုးတန်နဲ့ထိုးထွေးသိမိမှုများကိုရရှိပါမယ်။စီးပွားရေးလုပ်ငန်းရှင်များကရှုံထွေးတဲ့အခြေအနေများကိုကိုင်တွယ်ဖြေရှင်းနိုင်မယ်။အစီအစဉ်များကိုထိရောက်စွာကောင်းတဲ့ဖော်နိုင်မှာဖြစ်ပြီးတော့စိုးရိမ်ပူပန်မှုနဲ့ရှုံထွေးမှုများကိုစီမံခန့်ခွဲနိုင်ပြီးတော့ပုံမှုခိုင်မာပြီးတော့ခံနိုင်ရည်ရှိသူများဖြစ်လာပါလိမ့်မယ်။ရေပုံရပြင်ဒီလာတိုးတက်မှု ရှေ့သို့တလန်းမှုနဲ့အောင်မြင်မှုတွေစီကိုဥတည်သွားပါလိမ့်မယ်ခုနောက်ဆုံးတော့ပညာရေးနဲ့ဆိုင်တဲ့အကြောင်းအရာများကိုပြပြလိုပါရယ်ဒီလအတွင်းမှာကျောင်းသားများအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများရုံးတော့ပါဝင်နေမယ်လို့ပြောနိုင်ပါတယ်ပထမရက်တက်ဘက်မှာတော့အယုံစူးစိုက်မှုနဲ့စိန်ခေါ်မှုများကိုကြော်လွားရတယ်လွယ်ကူမှုတွေကိုဆောင်ကျင်းပေးလိုက်မှဖြစ်တော်လဲရန်လိုမှုနဲ့ဒေါသတလွယ်ခြင်းတို့လည်းဖြစ်ပေါ်စေနိုင်ပါတယ် ။နားလည်ပိုင်းမှာတော့အတားအဆီးများကိုကြော်လာနိုင်ရတဲ့လမ်းကြောင်းမှပေါ်မှာဆက်လက်တရှိနေနေရန်ဒရက်ခိုင်မာသောဆရာထက်တန်မှုလုံလဝရီရတာအရေးကြီးတဲ့ခန်းကဏ္ဍကနေပါဝင်နေပါတယ်။လားရဲ့နောက်ဆုံးတဝက်မှာပညာရေးပေါ်တွင်ကြာရှည်တဲ့တက်ရောက်မှုကိုဖြစ်ပေါ်စေမှာဖြစ်ပြီးတော့ရည်ထားမှုနဲ့အသိဉာဏ်ရှိမှုတို့ကစိန်ခေါ်မှုတို့ကိုကြော်လွားနိုင်ပါလိမ့်မယ်။ပြိုင်ဆိုင်တဲ့ ။တိုင်ဆိုင်မှုပြင်းထန်တဲ့ဆောင်မိုးများအတွက်ကောင်းမွန်တဲ့ရတဲ့တွေကိုမျှော်လင့်နိုင်ပြီးတော့စ조사အထောက်မှုနဲ့ဆရာထက်သန်မှုတို့ကဒီအောင်မြင်မှုတွေအတွက်အဓိကတောချက်တွေဖြစ်ပါတယ်။လကောင်လကောင်ပိုင်းမှာတော့ဂျူရီရဲ့လမ်းမမှုကစိတ်ကျေနပ်မှုနဲ့ပျော်ရွှင်မှုတို့ကိုဆောင်ကျင်းပေးလာမှာဖြစ်ပြီးတော့ဆယ်ရဲမှန်တဲ့조사အထောက်မှုများကအသီးပွင့်များစွာကိုရရှိစေပါလိမ့်မယ်။ရေဝဲအပြင်တော့ဒီလအခွင့်လန်းလေးနဲ့ခွင့်ကအခွင့်လန်းတွေကိုခွင့်ကောင်းယူရတဲ့စိန်ခေါ်မှုများကိုကြော်လာကပညာရေးတွေအောင်မြင်မှုရရှိရန်အတွက်ဒါကြောင့်ကြီးတို့ရှိစွာနေထိုင်မှုနဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုတို့ကအဓိကလိုအပ်နေပါတယ်။ ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ခေါင်းကြီးဆိုးခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလာစင်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနောက်ထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရန်ရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံးကြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်